ခရစ်ကလည်းစော်ပစ်ခံလိုက်ရတာကြောင့်အရင်တပလင်းပြီးတပလင်းကိုမှတောက်ကာကူစားနေတာကိုဘီနာကကြည့်နေတဲ့ခရစ်ကိုသူကအရင်ကအားနေချက်မရှိတဲ့လူတစ်ယောက်ဖြစ်ကိုမှမြင်ခဲ့တာဖြစ်ပါတယ်။ခရစ်ကလည်းဒီနေရာကိုသူ့ကိုနှစ်သိပ်ပေးဖို့လာတာမဟုတ်ဘဲနဲ့လောင်ရယ်ဖို့လာတာလားလို့သူ့ရဲ့တငယ်ချင်းကိုမေးလိုက်ပါတယ်။ဒါနဲ့ USB VPN လေးဖွင့်ကြည့်ပေးပြီးတော့စပို့ပေးခဲ့လို့ရပါတယ်နော်။ ဒီလိုနဲ့ခရစ်ရဲ့တငယ်ချင်းကလည်းသူကဒီလိုမျိုးပြဿနာတွေဖြစ်ရှင်းဖို့အတွက်ကိုရောက်လာတာဖြစ်ပြီးတော့အသေးကွဲရင်ကုစားတဲ့နီလန်ကိုပြောပြနေတဲ့သူတွေအတိုင်းကိုကိုပြစ်သွားတဲ့လူတယောက်နေရာမှာတခြားသောလူတယောက်ကိုအစာထိုးဖို့နဲ့ခရစ်ရဲ့ဇနီးအဖြစ်ကိုခံယူကျင်နေတဲ့မိန်းမတွေကလည်းအများကြီးရှိကြောင်းကိုပါပြောပြပါ යි ခရစ်ကလည်းအဲ့ဒီစကားကိုကြားတော့သူ့ရဲ့တငယ်ချင်းကိုကန့်ထုတ်လိုက်ပြီးတော့သူ့ကိုအားပေးတာအတွက်ကိုယေရှုတင်ပေးမယ်လို့သူ့ရဲ့နှလုံးသားထဲမှာရှိတဲ့ဟာနာရဲ့နေရာကိုတော့ဘယ်သူမှအစာထိုးလို့မရကြောင်းပြောပြကာတနေ့နဲ့တခါလေးကိုမှအဆုံးတက်လိုက်ပါ යි ခရစ်ရေချိုးနေတာကိုအစောင်းတယောက်ကလည်းချောင်းကြည့်နေပြီးတော့ဟာနာရဲ့နေရာမှာဘယ်သူမှအစားမထိုးနိုင်ခဲ့ပေမဲ့လို့သူကတော့ဟာနာရဲ့နေရာမှာ boss ကိုကောက်ကောက်ပျော်ရှင်အောင်ထားနိုင်ကြအောင်သူ့ဘာသာစိတ်ကူးတွေရှင်းနေခဲ့ပါတော့ရင်အဆောင်ကလည်းစိတ်ကူးတွေရှင်းနေရင်းတဲ့ကူမှာဘီနာကိုနောက်ထပ်အဆောင်တယောက်ကသူ့ရဲ့ခုလိုမျိုးလုံရက်တွေအတွက်စိတ်နှောက်ရှက်ဖြစ်ကြောင်းပြောကနေရာကနေကိုခေါ်ထုတ်လာခဲ့ပါတယ်အဆောင်ကလည်းသူ့ကိုထိန်းသိမ်းရမယ့်စည်းကမ်းတွေကိုပြောပြထားပေမဲ့လို့ချိုးဖောက်တာကြောင့်အပြစ်ပေးရမယ့်ဖြစ်ကြောင်းကိုပြောပြပါတယ် ဇပင်နေအောင်တဲ့အဆောင်ကလည်းသူ့ကိုခွင်လွှတ်ဖို့ကိုပြောပေမဲ့လို့တခြားသောအဆောင်ကလည်းသူ့ကိုနေရတနေရကိုခေါ်သွားခဲ့ပြီးတော့အိတ်ခမ်းထဲကိုရောက်တာနဲ့ boss အတွက်စိတ်ကူးရနေတာတွေကိုလည်းသူဖြည့်ဆည်းပေးမယ်လို့ပြောတာကြောင့်ဇပင်အင်းနဲ့အဆောင်ကလည်းလန့်နေခဲ့ရပါတော့တယ်။လက်အောင်ငယ်သားတယောက်ကလည်း boss ရဲ့အခန်းတကားကိုခောက်လိုက်ပြီးတော့ chris ကလည်းဝင်လာခိုင်းလိုက်ပြီးဘာပြောစရာရှိလဲဆိုပြီးတော့မေးလိုက်ပါတယ်။လက်အောင်ငယ်သားကလည်းဒီနေ့ရေးကြီးတဲ့ meeting တစ်ခုရှိကြောင်းပြောပြပေးမယ်လို့ chris ကလည်းသူ့ရဲ့လက်အောင်ငယ်သားကိုသူ့ရဲ့ညာလက်ရုံးဖြစ်တာကြောင့်ကိစ္စအကုန်လုံးကိုမကင်တွယ်နိုင်ဘူးလားဆိုပြီးတော့မေးပါတယ်။ ။လောင်ငယ်သားကလည်းသူကကိစ္စတွေကိုကင်တွယ်နိုင်ပေမဲ့လို့အခုကအရင်ကြီးတဲ့ meeting ကြီးဖြစ်တဲ့ boss ရဲ့လက်အောက်ငယ်သားအကုန်လုံးနဲ့ကိုတွေ့ရမှာဖြစ်ကြောင်းပြောတဲ့ခါမှာတော့ Chris ကလည်းသူ့သွားမယ်ဖြစ်ကြောင်းကိုပြောပြပါတယ်။ Chris ကလည်းရုံးခန်းကိုသွားနေတော့လမ်းမှာသူ့ရဲ့ကားရှိကိုကားတစ်စီးကဝင်ပိတ်တာကြောင့် Chris ကလည်းကားပေါ်ကနေဆင်းလိုက်ပြီးတော့ဘာလို့ပိတ်တာလဲဆိုပြီးတော့မေးလိုက်ပါတယ်။တဖက်လူက Chris ကမာဖီးယားဆိုပေမဲ့လို့မာဖီးယားလို့မထင်ရကြအောင် Chris လဲစတင်တိုက်ခိုက်လာပြီးတော့နှစ်ယောက်သားတိုက်ခိုက်ကြပေမဲ့လို့နောက်ဆုံးမှာတော့ Chris ကလည်းမှောက်သွားခဲ့ပါတော့ရီ။ ခရစ်ကိုလည်းမာဖီးယားဆိုပေမဲ့လို့သူ့ရဲ့လက်အောက်ငယ်သားတွေမရှိတဲ့အချိန်ဆိုရင်အာယန်နေကြောင်းပြောနေတော့အနောက်ကနေတနက်ပြတ်တာကိုခံလိုက်ရပြီးတော့ခရစ်ကိုလည်းသူ့ရဲ့အပြေးပဲလာခေါ်ခဲ့ပါတော့ရင်ခရစ်တို့တွေပြန်လာရင်နဲ့ခရစ်ရဲ့ကျမ်းမာရေးအခြေအနေတွေကဆိုးလာတာကြောင့်ခဏလောက်ဆောင်ထားဖို့နဲ့သူတို့မကြခင်မှာစေယုံကိုရောက်တော့မှဖြစ်ကြောင်းကိုပြောပြပါ යි ခရစ်ကလည်းသူစေယုံကိုမတွားခြင်းကြောင့်နဲ့သူအဆင်ပြေကြောင်းပြောတာကြောင့်လက်အောက်ငယ်သားကလည်းအိမ်ကိုမောင်းလာခဲ့ပါတော့ရင်ခရစ်ရဲ့အိမ်ကိုဆရာဝန်ကရရှိလာခဲ့ပြီးတော့လာစစ်ဆေးတဲ့အခါမှာတော့ခရစ်ကလည်းဘာလို့ သူ့ရဲ့အိမ်ကိုလာတာလဲဆိုပြီးတော့ဆရာဝန်ကိုမေးလိုက်ပြီးတော့ဆရာဝန်ကလည်းသူကခရစ်ကိုစစ်ဆေးပေးဖို့လာတာဖြစ်ကြောင်းကိုပါပြောလိုက်ခဲ့ပါတယ်။ခရစ်ကလည်းအခုဆရာဝန်ကိုဘသူခေါ်တာလဲဆိုပြီးတော့မေးလိုက်ပြီးတော့စောင့်ကြည့်နေတဲ့အဆောင်တွေကလည်းသူတို့ခေါ်တာဖြစ်ကြောင်းပြောပြပြီးတော့ခရစ်ကလည်းသူ့အတွက်ဒေါက်တာမလိုအပ်ကြောင်းနဲ့ဆရာဝန်ကိုလည်းအိမ်ထဲကနေထွက်သွားခိုင်းဖို့ပြောပါတယ်။ခရစ်ကလည်းအိပ်ပျော်နေရင်းနဲ့အဖျားကြောင့်ဟာနာကိုတန်းတားနေပြီးတော့အပြင်ကနေစောင့်ကြည့်နေကြတဲ့အဆောင်တွေကလည်းအဲ့ဒါကိုကြည့်ပြီးတော့သူတို့ကခရစ်ကိုတနာတာကြောင့်လုံနိုင်တာကိုလှုပ်ဖို့ကိုတိုင်ပင်လိုက်ကြပါသည် အဆောင်ကလည်းခြံဝင်းထဲကတဏျာကနေပြီးတော့တရရောက်ကိုဖုန်းလန့်ဆက်လိုက်ပြီးတော့ဟာနာကလည်းသူ့စီကိုဖုန်းဝင်လာတာကြောင့်ကင်လိုက်ပြီးတော့ဘသူတွေလဲဆိုပြီးတော့မေးလိုက်ပါသူတို့တွေက ခရစ်ရဲ့အိမ်ကအဆောင်နေဖြစ်ကြောင်းပြောပြခဲ့ပြီးတော့ဟာနာကလည်းဘာကိစ္စရှိလို့လဲဆိုပြီးတော့မေးတဲ့အခါမှာတော့ခရစ်ကဖျားနေပြီးတော့အချင်းတွေကအရန်ကိုစိုးရင်ရတယ်လို့မစ်ဟာနာကိုလည်းတတိယနေကြောင်းခရစ်ကိုလာတွေ့ပေးဖို့တောင်းဆိုလိုက်ကဖုန်းချလိုက်ခဲ့ပါတပည့်ပေါ်မှာတက်နေတဲ့စပင်နီနဲ့အဆောင်ကိုလည်းဆင်လာခိုင်းလိုက်ပါဟာနာကလည်းသူကခရစ်ရဲ့စီကိုသွားကြည့်မိမယ်လို့ ဒေမီယန်ပြောတဲ့အတိုင်းနေမယ်လို့လည်းကတိပေးထားပြီးတော့တူထွက်သွားရင်ဒေမီယန်ကလိုက်ရှာမှာဖြစ်ကြောင်းခရစ်ယာစီကိုတွားရမှာလားမတွားရဘူးလားဆိုတာကတော့အခက်တွေ့နေရပါရင်အဆောင်တွေကလည်းတကားရှိမှစောင့်နေတာကြပေမဲ့လည်းဟာနာကတော့ရောက်မလာသေးတာကြောင့်အဆောင်ကလည်းဟာနာဒီနီယာကိုရောက်လာဖို့ကတခုခုထပ်လုပ်ဖို့ကိုပြင်လိုက်ခဲ့ပါရင်အဆောင်ကလည်းဟာနာကိုထပ်ပြီးတော့ဖုန်းခေါ်ပေးမယ်လို့ဟာနာကလည်းရေချိုးနေတာကြောင့်ဖုန်းကိုမကိုင်နိုင်ပဲဖြစ်နေခဲ့ပါရင်ခဏနေတော့ဟာနာကလည်းရေချိုးပြီးတော့ပြန်လာတဲ့အခါမှာတော့ဖုန်းကိုကြည့်လိုက်ပြီးတော့ဖုန်းထဲမှာတော့ခရစ်ယာနေမကောင်းတဲ့အခြေအနေတွေကိုပြလိုက်ပါရင် ာနိုက်ကလည်းဘာလို့အခုလိုမျိုးအခြေအနေထိကုန်မှာခရစ်ကဖြစ်သွားရမှမသိပေမဲ့လို့သူကလည်းအရန်ကိုမှစိတ်ပူနေတာကြောင့်ခရစ်စီကိုအင်ကိုနီးလဲရှာဖို့ကိုတွေးနေခဲ့မိပါတယ်။ဟာနာကလည်းအနားယူနေတဲ့ဒေမီယန်စီကိုရောက်လာခဲ့ပြီးတော့သူဟင်းအစ်တစ်ကိုမှချက်ချင်တာကြောင့်လိုအပ်တဲ့ပစ္စည်းတွေကိုစူပါမားကတ်မှာတူတောင်းဝယ်ခြင်းကြောင့်ကိုပြောပြပါတယ်။ခရစ်ကလည်းသူလိုက်ဖို့မယ်ဖြစ်ကြောင်းကိုပြောပြပေမဲ့လို့ဟာနာကတော့သူတယောက်တည်းသွားခြင်းကြောင့်ပြောပြီးတော့သူ့ကိုလည်းခွင့်ပြုပေးဖို့အိမ်ထဲမှာပဲမချုပ်ချယ်ဖို့ကိုပြောခဲ့ပါတယ်။ဒေမီယန်ကလည်းသူကဟာနာကိုမချုပ်ချယ်တယ်လို့ ဟာနာကိုလည်းသူအမြဲတမ်းယုံကြည်ကြောင်းပြောကာထွက်သွားဖို့ခွင့်ပြုလိုက်ပါတယ်။ဟာနာကလည်းခရစ်ရဲ့အင်ရှိယာကိုထွက်လာခဲ့ပြီးတော့အဲ့ရပေါ်မှာမေ့နေတဲ့ခရစ်ကိုဒီဇိုင်းဆိုင်တဲ့ကိုမှကြည့်နေခဲ့ပြီးတော့အဲ့ဒီချိန်ခရစ်ကလည်းနိုးထလာပြီးတော့ဟာနာကိုမြင်သွားတဲ့အကြောင်းဖတ်လိုက်ပြီးတော့သူ့ရဲ့ဘဝတွေကနေထပ်ပြီးတော့မထွက်သွားဖို့ကိုပြောပြလိုက်ပါတယ်။ဟာနာကလည်းသူကခရစ်နဲ့အချင်းခဏပဲရကြောင်းပြောကာခရစ်ကိုဂရုစိုက်ပေးပြီးတာနဲ့ပြန်သွားခဲ့ပါတော့တယ်။ဟာနာကလည်းမိဖို့ကြောင်းမှချက်ပြုတ်နေတော့ဒေမီယန်ကလည်းရောက်ရှိလာခဲ့ပြီးတော့ဘာလို့စူပါမားကတ်မှာဈေးဝယ်နေရတာကြာနေလဲဆိုပြီးတော့မေးလိုက်ခဲ့ပါတယ်။ ဟာနာကလည်းစူပါမားကတ်မှာလည်းလူအရန်ရှုံနေလို့ကြာနေတာဖြစ်ကြောင်းနဲ့ခဏနေဟင်းချက်လို့ပြီးတော့မှဖြစ်ကြောင်းကိုပါပြောလိုက်ခဲ့ပါ යි ။ဒေမီယန်တို့ကလည်းထမင်းစားနေတော့ဟာနာကမစားတာကြောင့်ဘာလို့ထမင်းမစားတာလဲဆိုပြီးတော့မေးတဲ့အခါမှာသူပြင်ပန်းပြီးတော့အိတ်ချနေတာကြောင့်ပြောကဒေမီယန်ကလည်းခွင့်ပြုပေးလိုက်ခဲ့ပါ යි ။ဟာနာကလည်းသူ့အခန်းထဲကိုရောက်တာနဲ့ခရစ်နဲ့သူတို့အတူတူရိုက်ထားတဲ့ဓာတ်ပုံကိုကြည့်ကဝမ်းနေနေခဲ့ပါရော။ဒေမီယန်ကလည်းချန်ပီယံမှာစောင့်နေရင်နဲ့ဟာနာကလည်းအိတ်နေပေမဲ့ ဟာနာရဲ့မျက်နှာလေးကိုမြင်နေချင်းသေးတဲ့အကြောင်းထွက်လာခဲ့ပါ යි ။ဒေမီယာကလည်းအခန်းထဲကိုရောက်တော့ခရစ်ရဲ့ဓာတ်ပုံကိုကိုင်ကအိပ်ပျော်နေတဲ့အကြောင်းစိတ်တူသွားခဲ့ပြီးတော့ဓာတ်ပုံကိုယူကလွှင့်ပြလိုက်ပါ යි ။ဒေမီယာကလည်းသူ့ရဲ့ဇနီးအဖြစ်ကိုမှနေပေးမယ်လို့ပြောပေမဲ့လို့အခုထိကိုမှခရစ်ကိုချစ်နေသေးတယ်ဆိုတာကိုသိသွားခဲ့ပါ යි ။ဒေမီယာကလည်းဟာနာရဲ့အနာကိုကတ်ကကိုသေးနဲ့ကိုခံကြည့်လိုက်တဲ့အခါမှာတော့နေကင်းကခရစ်ကိုတွားပြီးတော့တွေ့ခဲ့တာလားဆိုပြီးတော့မေးပေးမယ်လို့ဟာနာကတော့သူမတွေ့ကြအောင်ပြောပေမဲ့ဟာနာကိုယူသားစွာပြောဖို့ကိုပြောလိုက်ခဲ့ပါ යි ။ ာနာကလည်းခရစ်ကဖျားနေတာကြောင့်သူ့သွားတွေ့ကြောင်းသူ့ကိုခွင်လွှတ်ဖို့ပြောတဲ့ခါမှာတော့ဒေမီယန်ကလည်းဟာနာကိုပားရိုက်လိုက်ပြီးသူကမာဖီးယားဖြစ်တာကြောင့်လိန်နာမကြိုက်ကြောင်းကိုပြောပြပြီးတော့ဘေးနားမှာရှိနေတဲ့အရက်ပလင်းတွေကိုတောက်ကာဟာနာကိုအပြစ်ပေးရမယ်ဖြစ်ကြောင်းကိုပြောလိုက်ပါဟာနာကလည်းသူ့အတွက်ခရစ်ကိုအကူအညီတောင်းရမယ်ဆိုတာတွေးမိသွားခဲ့ပြီးတော့ဖုန်းကိုဖွင့်ကခရစ်ကိုဖုန်းခေါ်လိုက်ပါခရစ်ကလည်းဖုန်းကိုလိုက်တဲ့အခါမှာတော့ဟာနာကလည်းသူ့ကိုကူညီဖို့ပြောနေတော့မှပဲဒေမီယန်ကလည်းဟာနာရဲ့ဖုန်းကိုပြစ်ချလိုက်ပြီးတော့အပြစ်ပေးမှုလုပ်နေခြင်း ဟာနာကလည်းဒေမီယန်ကိုကန်ပြီးတော့ထွက်ပြေးသွားခဲ့ပါရင်ဒေမီယန်ကလည်းဟာနာကိုထွက်မပြေးဖို့ပြောပြီးတော့ခရစ်ကလည်းဖုန်းထဲကနေအတန်တွေကိုကြားရကြောင်းအခြေအနေတွေကိုသုံးသပ်လိုက်ပြီးတော့ဟာနာဒုက္ခရောက်နေမှန်းကိုသိကာတနက်နေ့ဝစ်စုံတွေကိုပြင်ကာထွက်လာခဲ့လိုက်ပါရင်ဒေမီယန်ကလည်းထွက်ပြေးသွားတဲ့ဟာနာကိုလိုက်ရှာနေပြီးတော့သူ့ရဲ့လက်ထဲကနေထွက်ပြေးလို့မရကြောင်းပြောပြပါရင်ဟာနာကလည်းခရစ်အမြန်ရောက်လာဖို့အတွက်ကိုဆူတောင်းနေပြီးတော့သူ့ကိုဒေမီယန်ကလည်းသူ့ကိုရှာတွေ့သွားတာကြောင့်ထပ်ပြီးတော့ထွက်ပြေးပြီမယ်လို့ပိတ်မိသွားတာကြောင့်ဟာနာကလည်းလမ်းကိုထွက်ပြေးလာပြီမယ်လို့ မောင်းလာတဲ့ဘတ်ကားတစ်စီးနဲ့ကိုတွေ့ကကားတိုက်ခံလိုက်ရပါတယ်။ခရစ်ကလည်းဒေမီယန်ရဲ့အိမ်ကိုရောက်ရှိလာခဲ့ပြီးတော့တနက်နေ့ဒေမီယန်ကိုထွက်လာဖို့ပြောပြီးဘသူမှမတွေ့ရတာကြောင့်လိုက်ရှာနေခဲ့ပြီးတော့ကျမ်းပြပေါ်မှာကြာနေတဲ့ဖုန်းကိုမြင်ပြီးတော့စစ်ပူသွားခဲ့ပါတော့တယ်။ဒေမီယန်ကလည်းဟာနာကိုဆေးရုံကိုအချင်းမီခေါ်သွားနိုင်ပြီးတော့ဟာနာကိုဆရာဝန်တွေကကူတာနေခဲ့ပါတယ်။ဟာနာကိုကူတာပြီးတဲ့အခါမှာတော့ဆရာဝန်တွေကလည်းအချင်းတွေကိုတစ်ချက်ပြန်လဲစစ်ဆေးကြည့်လိုက်ပြီးတော့မကြခင်တက်တာလာတော့မှဖြစ်ကြောင်းနဲ့အက်ဆီဒန့်ကြောင့်အတိတ်မိသွားကြောင်းကိုဒေမီယန်ကိုပြောပြလိုက်ပါတယ်။ ေမီယန်ကလည်းဟာနာရဲ့စကားကိုကြားပြီးတော့အခုအချိန်ကသူ့အတွက်ဟာနာတူတူဘဝအတွက်ကိုပြန်စားဖို့အခွင့်ရရတယ်ဆိုတာကိုနားလည်သွားခဲ့ပါရင်ခဏနေတော့ဟာနာတတိယလာတဲ့အခါမှာတော့ဒေမီယန်ကလည်းအဆင်ပြေလားဆိုပြီးတော့မေးတဲ့အခါမှာဟာနာကလည်းဒေမီယန်ကိုမမတ်မိပဲနဲ့ဘာလုပ်လဲဆိုတာကိုမေးလိုက်ခဲ့ပါရင်ဒေမီယန်ကလည်းသူကဟာနာရဲ့ခင်မုန်းဖြစ်ကြောင်းပြောပြီးတော့အရင်ကမှတ်ညံတွေကိုလည်းအရင်ကြီးကိုမှတ်မိလာအောင်မလုပ်ဖို့ပြောပါရင်မနေ့ရောက်တော့ဟာနာကလည်းအင်းရဲ့ပြင်ပတ်ကိုထွက်ကလေရီရှူရှိုင်းနေတော့ခရစ်ကလည်းကားစီကဒေမီယန်ရဲ့အင်ကိုရရှိလာခဲ့ပါရင် ခရစ်ကလည်းဟာနာကိုမြင်တော့ပြေဖက်ပြင်မယ်လို့ဟာနာကတော့ခရစ်ကိုဘာတူလဲဆိုတာမေးလိုက်ပြီးတော့ခရစ်ကလည်းသူ့ကိုမမတ်မိဘူးလားဆိုပြီးတော့ပြောခဲ့ပြီးတော့ဟာနာကလည်းခရစ်ကိုကြောက်တာကြောင့်သူနဲ့ကိုဝဝင်းနေဖို့ကိုအော်ထုတ်ပြောလိုက်ခဲ့ပါတော့ရင်အဲဒီချိန်ဒေမီယန်ကလည်းရောက်ရှိလာခဲ့ပြီးတော့ခရစ်ကိုသူ့ရဲ့ရှေ့မှာဘယ်တော့မှထပ်ပြီးတော့ပေါ်မလာဘူးသူတို့တွေကလေးပေးထားတယ်မလားဆိုပြီးတော့ပြောခဲ့ပြီးတော့ခရစ်ကလည်းဟာနာကိုဘာလို့လိုက်တာလဲဆိုပြီးတော့မေးလိုက်ပါတယ်ဟာနာကိုလည်းအိမ်ထဲကိုပြန်ခေါ်သွားခဲ့ပြီးတော့ဒေမီယန်ကလည်းဟာနာကိုသူမကြခင်မှာရုံးကိုသွားတော့မှဖြစ်ကြောင်းနဲ့သူမရှိတဲ့ချိန်အိမ်ပြင်ကိုမထွက်ဖို့နဲ့ အရင်ပြင်ပတ်မှာမကောင်းတဲ့သူတွေအများကြီးဟာနာကိုထိခိုက်အောင်လုပ်မှဖြစ်ကြောင်းကိုပါပြောပြလိုက်ပါတယ်။ဟာနာကလည်းသူကဒေဗီယန်ရဲ့အလုပ်ကိုလိုက်ချင်ကြောင်းပြောပေမဲ့လို့သူတချိန်ကျရင်အလုပ်ကိုခေါ်သွားပြီးမှဖြစ်ကြောင်းကိုပါပြောပြပါတယ်။ဟာနာကလည်းအိမ်ထဲမှာနေရင်းနဲ့ပြင်းလာတာကြောင့်အပြင်ဘက်ကိုလေထွက်ရှူဖို့စဉ်းစားလိုက်ပြီးတော့အပြင်ကိုထွက်လိုက်တဲ့အခါမှာခရစ်ကလည်းရောက်ရှိလာခဲ့ပြီးတော့မျိုးလုံးကိုပိတ်ကအိမ်ကိုခေါ်သွားခဲ့ပါတော့ရင်ခရစ်ကလည်းသူ့ရဲ့အိမ်မှာဟာနာရဲ့အခြေအနေတွေကိုစစ်ဆေးခိုင်းကြည့်နေတဲ့အခါမှာတော့ဆရာဝန်ကလည်းဟာနာက accident တစ်ခုကြောင့်အတိတ်မေ့သွားကြောင်းပြောတဲ့အခါမှာ ခရစ်ကလည်းသူ့ကိုဟာနာမမတ်မိရတဲ့အကြောင်းရင်းကိုတည်သွားခဲ့ပါတယ်။ဆရာဝန်ကလည်းဟာနာရဲ့မှတ်ညံတွေကပြန်ပြီးတော့ရနိုင်မလားဆိုပြီးတော့မေးပေးမယ်လို့ဆရာဝန်ကတော့ပြန်တော့ရလိုက်နိုင်ပေမယ့်လို့ဖြစ်နိုင်ခြေကတော့နေเจ้าကိုပြောကဆရာဝန်ကလည်းအိမ်ထဲကနေကိုထွက်ခွာသွားခဲ့ပါတော့တယ်။ဟာနာကလည်းသူ့ကိုဘာလို့ကျင်လို့အခုနေရာကိုခေါ်လာတာလဲဆိုပြီးတော့မေးတဲ့အခါမှာတော့သူကတော့ဟာနာရဲ့ချစ်သူဖြစ်ကြောင်းပြောပေးမယ်။ဟာနာကလည်းသူ့ဘာကချစ်သူရှိပြီးသားသူ့ကိုလည်းသူကအနာကမှာလက်ထက်မှာဖြစ်ကြောင်းပြောကအိမ်ထဲကနေကိုထွက်လာခဲ့ပါတော့တယ်။ ဂျေမီယန်ကလည်းအိမ်ပြန်လာနေတော့လမ်းမှာဟာနာကိုမြင်သွားတာကြောင့်ကားဘော့ကိုတင်ခေါ်လိုက်ပြီးတော့ဘာလို့အခုလိုမျိုးအဝေးကြီးကိုထွက်လာရတာလဲဆိုပြီးတော့မေးလိုက်ခဲ့ပါတယ်။ဟာနာကလည်းသူ့ကိုအစောကခေါ်သွားတာဖြစ်ကြောင်းပြောပြတဲ့အခါမှာတော့ဂျေမီယန်ကလည်းခရစ်မန်တီးသွားပြီးတော့စိတ်တူသွားကဟာနာကိုလည်းသူ့အိမ်မှာမရှိတော့အိမ်ထဲကနေမထွက်ဖို့ကိုပြောတာကိုတတိမရတာလားဆိုပြီးတော့မေးလိုက်ခဲ့ပါတယ်။ဟာနာကလည်းတောင်းပန်လိုက်ပြီးတော့နောက်တစ်ခါသူ့ဂျေမီယန်မရှိဘဲနဲ့အိမ်ပြင်ကိုမသွားကြောင်းကိုပြောလိုက်ပါတယ်။ ေမီယန်ကလည်းဟာနာအိတ်နေတဲ့နေရာစီကိုရောက်ရှိလာခဲ့ပြီးတော့နေရာကနေထားဖို့နှိုးလိုက်ပြီးသူတို့ရေတူတူချိုးကြမယ်လို့ပြောကာဟာနာကိုချီပြီးတော့ရေချိုးကန်းထဲကိုခေါ်သွားခဲ့ပိုင်းဒေမီယန်ကလည်းဟာနာကိုနေရာတစ်ခုကိုခေါ်လာခဲ့ပြီးတော့ဟာနာကလည်းအခုနေရာကဘယ်နေရာလဲဆိုပြီးတော့မေးလိုက်ကာဒေမီယန်ကလည်းအခုကသူတို့ဝယ်တင်ဆောင်မဲ့နေရာဖြစ်ပြီးတော့ဟာနာမကြိုက်ရင်လည်းပြန်ရွေးပေးမယ်ဖြစ်ကြောင်းကိုပြောတဲ့ခါမှာတော့ဟာနာကလည်းသူကြိုက်တဲ့ကြောင်းနဲ့ဒီနေရာကအရန်လှကြောင်းကိုပါထပ်တူပြောလိုက်ခဲ့ရင်လည်းဒီပိုင်းလေးကတော့ဒီမှာနေပဲပြီးဆုံးသွားခဲ့ရတာဖြစ်ပါတယ် နောက်ပိုင်းဒီမှာဘာတွေများဆက်ပြေအောင်မလဲဆိုတာကတော့ဆက်လက်ဆောင်မြကြည့်ရှုရမှာပဲဖြစ်ပါတယ်။ဗီဒီယိုလေးတွေကိုကြိုက်နေတတ်တယ်ဆိုရင်လည်းပဲ VPN လေးဖွင့်ကြည့်ပေးပြီးတော့ကျွန်တော်တို့ကိုရှေ့ဆက်သွားနိုင်စေပါတယ်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြရအောင်။